ကဲကဲကဲကျွန်တော်တို့ဒီမှာကြည့်ဒီမျိုးသမီးကကျွန်တော်သဘောကျတဲ့အရာပေါ့နော်ပြောချင်တဲ့အရာကပါလဲဆိုရင်အမေကလေးတွေပေါ့နော်မိကလေးတွေမော်ဒီမြန်မာအထူးသဖြင့်ကျွန်တော်မြန်မာမိကလေးနဲ့ပတ်သက်ပြီးမှကျွန်တော်နည်းနည်းပြောချင်တယ်အဲ့ဒါကပါလဲဆိုရင် ကျွန်တော်မြန်မာနိုင်ငံကတကယ်တကယ်ဆိုရင်မြန်မာနိုင်ငံကတကယ်အာအရန်ပဲအာရည်ကြီးတဲ့နိုင်ငံဖြစ်တယ်သူတို့ပြောခဲ့တာပေါ့နော် ပြီးတော့ဖိုးဖွားတွေကလည်းအဲ့ဒါလိုတင်ခဲ့တယ်ဆိုတော့ကျွန်တော်တို့တချို့ဗီဒီယိုမှာတက်လာတယ်အမျိုးသမီးတွေကအခုတော်တော်များများပေါ့နော်ဆိုရှယ်မီဒီယာမှာနာမည်ကြီးနေတာ live it together ရည်နေကြည့် live it together ရည်နေကြည့်ပြီးမှမကောင်းရင်ကွာမကောင်းရင်ပေါင်းမနေနဲ့ကက်စီနေရင်အဲ့ဒီလူနဲ့အတူပေါင်းမနေနဲ့ဆိုတဲ့ဟာမျိုးကျွန်တော်တို့အာချက်လာတာလေးတွေရှိတယ်အဲ့တော့ပတ်သက်ပြီးကျွန်တော်ဒီနေ့ပြောပြချင်တဲ့ကအရာကဘာလဲဆိုရင် လီဗစ်တူဂေတာနေလိုက်ပြီဆိုရင်လည်းဥမာကိုရီစားနဲ့အတူတူနေလိုက်ပြီဆိုရင်ဒီမိကလေးကမိကလာမဆောင်သေးတာ ပြီးတော့လက်ထက်ဆချို့မှာလက်ချို့လက်ထက်ဆချို့မှာဆချို့မချို့တာပဲရှိတယ်တခေတ်ကြီးကတော့သူကယောက်ျားရပြီးတဲ့လူတယောက်ဖြစ်သွားပါပြီဆိုတော့ depend ပေါ့နော်ကိုကဘယ်လျောင်းနဲ့အိတ်ခဲ့တယ်လဲဆိုတော့အဲ့ဒါပဲလူကဘယ်နှယောက်နဲ့အိတ်ခဲ့တယ်လဲဘယ်နှယောက်နဲ့ကျွန်တော်လူယောက်ျားတယောက်နဲ့အိတ်လိုက်ပြီဆိုရင်ဒါကကိုကိုလင်တယောက်ဖြစ်သွားပြီ လင်းဆိုတာကတရားဝင်မဟုတ်ပေမဲ့ယောက်ျားယူပြီးပြီးနောက်တယောက်နဲ့အိတ်တယ်ဆိုရင်နောက်တယောက်လည်းယောက်ျားနှစ်ယောက်တစ်ခါယူပြီးသွားပြီအဲ့လိုမျိုးပုံစံနဲ့ကျွန်တော်တို့ကရှင်းတာဖြစ်တယ်အရင်ကကျွန်တော်တို့ခင်မှာဆိုရင် live together ဆိုတော့မရှိပါဘူးဒါပေမဲ့အတူနေလိုက်ပြီဆိုတော့ဒါလင်မယားတစ်ခုအနေနဲ့တတ်မှတ်လိုက်တာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အရာကဘာလဲဆိုရင်မြန်မာတကယ်မြန်မာနိုင်ငံက strong ဖြစ်တဲ့နိုင်ငံကအခုကဘာဖြစ်လာတယ်ဆိုရင်ချစ်သူများနေမှာ ဒီလေအထူအိတ်တာတို့နော်ရေးစားတဲ့အထူအိတ်တာတို့ချစ်သူများနေ့မှာအထူအိတ်ရမယ်ဆိုတဲ့ဟာမျိုးငါတို့မိုင်းမြန်မာနိုင်ငံမိုင်းထဲမှာဝင်နေတာဆိုတော့ချစ်သူများနေ့မှာကိုယ့်ရဲ့ခန္ဓာကိုယ်ပေးလိုက်တာတို့နော်ဒါမျိုးရှိတယ်ပြီးရေးစားဖြစ်ပြီဆိုတာနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပေးလိုက်တာမျိုးကျွန်တော်အများကြီးရှိတယ်ဒါကိုကျွန်တော်ဒီနေ့ပြောပြချင်တဲ့အရာကဘာလဲဆိုရင်ဒီဒီအမျိုးသမီးတယောက်ရဲ့ပြောတဲ့စကားကိုနားထောင်စီခြင်းနဲ့နော်ဒီအမျိုးသမီးတယောက်ပြောတဲ့စကားကိုနားထောင်ပြီးမှကျွန်တော်နားထောင်ကြရအောင် really private question but you don't have to answer if you don't want mm -hmm. to what is your သူသူပြောတာကပါလဲဆိုရင်ကျွန်တော်တိကိုမေးချင်တယ်တကယ်ပြောချင်တာကပုတ်ကွေးနဲ့ဆိုင်တဲ့မေးကိုမေးမယ်ဒါပေမဲ့တင်ဖြေလို့လည်းရတယ်မဖြေလည်းဘာမှမဖြစ်ဘူးဆိုမှပြောတာဖြစ်တယ်နော် your body count at the moment i have no body count ကြည်ကျူကခန္ဓာကိုယ်လည်းရလာတယ်ရုပ်လည်းရင်ချောတယ်ဒါပေမဲ့သူ့မှာပါစိတ်ရှိတယ်လဲဆိုရင် ပြောချင်တာကမိခန္ဓာကိုယ်ကြီးကိုပေါ့နော်ဘယ်လိုတတ်မှတ်တယ်လဲပေါ့ပြောချင်တဲ့ကနံပါတ်1ကနံပါတ်10အထိမိခန္ဓာကိုယ်ကောင်းလားမကောင်းလားဘယ်လိုတတ်မှတ်တယ်လဲလို့မေးတဲ့ချိန်မှာသူကတော့သူ့ရဲ့သူ့မှာဘာမှဒါမျိုးတွေမရှိဘူးလို့မတတ်မှတ်ဘူးလို့သူပြောတာဖြစ်တယ်နံပါတ်1တခုကသူ့ရဲ့ရည်ရည်သူ့ရဲ့အနေချမှုပေါ့နော်နံပါတ်2တစ်ချက်မိကိုကြည့်လိုက်နံပါတ်2မိကိုကအမတမ်းမှကျွန်တော်မြန်မာပြည်သားရဲ့အာလက်ရှိကျွန်တော်ဖြစ်နေတဲ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ဟာတွေကို ဒီမှာနားဆောင်နေရှင်နော်ဘယ်လောက်ထိအမျိုးသမီးနဲ့ခမရရုပ်ချိုးရုပ်ဆိုးတဲ့လူပဲဖြစ်နေပါစေရုပ်မလာတဲ့လူပဲဖြစ်နေပါစေတိတ်ခါရှိရှိနဲ့နေတတ်ဖို့အမျိုးသမီးဆိုမိကလေးတားတန်ဖို့ရှိတယ်ယောက်ျားလည်းတန်ဖို့ရှိလို့မိကလေးလည်းတန်ဖို့ရှိအဲ့ဒီတန်ဖို့ကဘာလဲဆိုကျွန်တော်ဒီမှာနားထောင်ကြည့်နော်သူပြောတဲ့ဟာလို့ကျွန်တော်ပြမယ် So you basically virgin? Yeah. ဒီကအပြိုစစ်တဲလာပို့နော် Believe you because you make content you are famous. I think like there's no there's no need like for example if you are in a relationship like in the short time there is no need to to sleep with a guy like to get love you know that's like the worst thing if you if you to pyo ra ma ta ma shin ba de tu ba pyo de le so yin obama bya de tu ga tu mama a chit ko yak pho twet bo no a chit ko a chit ko yak pho twet nga khana ko ji ko pe ma be min ga wo chit me nga khana ko mi yu ma be nga wo chit me so yin तू အလိုမျိုးချစ်ကို तू မရှာဘူးတဲ့ဘာကြောင့်လဲဆိုရင်တော့တလားတလားချစ်လိုက်တနေ့နေ့ချစ်လိုက် live it together နေလိုက်ပုံစံနဲ့ကအဲ့လိုပုံစံနဲ့ခန္ဓာကိုယ်ယူပြီးမှချစ်မယ်ဆိုရင် तू မလို့ချင်ဘူးတဲ့ဘာကြောင့်လဲသူ့ရဲ့ခန္ဓာကိုယ်ကျိုးမိကလေးရဲ့ခန္ဓာကိုယ်ကအမတမတန်ဖိုးကြီးတယ်လို့ तू ပြောတာဖြစ်တယ်မကြည့်နော် is your virginity like in a club like i mean you're a woman your body is like everything your body is so it's so your body is so precious your body is so valuable how can you ji ုရဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကအယံပဲတံပိုးကြည့်တာဖြစ်တယ်တဲ့။ဘာကြောင့်မလို့ငါတို့ကဒီလောက်တံပိုးကြည့်တဲ့ဟာကိုခဏလေးချစ်ကိုယ့်ရဲ့ယောက်ျားမို့ကိုယ့်မိင်္ဂလာမဆောင်တဲ့ယောက်ျားတယောက်ကိုငါတို့လွေလေးနဲ့ပြီးလာမှလဲတဲ့။ပေးပေးမှလဲပေါ့နော်။တကယ့်အင်မတန်မှမြန်မာနိုင်ငံရဲ့ရည်ကြည်မှုနဲ့လည်းသူကအယံကိုက်နေတယ်။ပြီးတော့ခရိယံဘာသာနဲ့ပြောမဆွေတဲ့ဒါကအယံကိုက်နေတယ်။ဆိုတော့ဘေးဘာသာမှလည်းကိုက်နေတယ်၊ကိုက်နေမှာပေါ့နော်။ဒါလေးကိုကျွန်တော်တို့ င်းရဲ့အမျိုးအမည်လဲကျွန်တော်ဒီ comment မှာ share လို့ရတယ်ဒါပေမဲ့နောက်ထောင်ကြည့် just with a one night stand you just give up your body i mean no you, you didn't put any effort in that like my body is really valuable okay. why would i how ကိုရဲ့တံပိုးကအမျိုးသမီးရဲ့တံပိုးအမတမစီကြည်လို့ပြောတာဖြစ်တံပိုးရှိတယ်လို့ပြောချင်တာပြောတာပြောချင်တာကအမတမတံပိုးရှိတယ်တံပိုးဖျက်လို့မရဘူးပြောချင်တဲ့အရာကကိုယူမဲ့ယောက်ျားတဲ့တာလေကိုရဲ့ခန္ဓာကိုယ်ဘေးတည်တယ်လို့ပြောတဲ့ဟာပဲ မေကလာဆောင်ထားတဲ့လူပြောယူမဲ့ဆိုတော့တဲ့ကိုကိုယူမဲ့လက်ထပ်လိုက်တဲ့လူကိုတဲ့အဓိကထားပြီးကျွန်တော်ကခန္ဓာကိုယ်ပေးရမယ်ဆိုတာလေးကိုပြောချင်တာဖြစ်တယ် How many months or years have your boyfriend, your potential uh, husband or boyfriend, to wait until you say yes to him? For sure, not. ပြောချင်တာကဘေးယောက်ျားဘေးရီးစားကိုတဲ့ဘဏ္ဍာအထိစောက်ပြီးမှတည့်ရခန္ဓာကိုယ်ပေးမလဲပေါ့ရိုးရိုးလေးပြောမစင်ပေါ့ရှင်းရှင်းလေးပြောမစင် In the first 3 months 4 months for sure not no ជី first 3 month first 3 month 4 month 6 month ပထမတလနလ3လလောက်တော့ तू ကဘာမှလဲဒါလီချစ်သူရေးစားဖြစ်တဲ့ဒါလီပြီးစာကိုယ့်ရဲ့ခန္ဓာကိုယ်ပြီးစာအကြောင်းမရှိဘူးတဲ့ Oh, I guess so many men will be sad to see that. I'm sorry. သူကပြောတယ်ဒါဆိုရင်တော့တဲ့ပြောချင်တာဒါဆိုရင်တော့တဲ့အာဒါဆိုရင်တော့တဲ့ yeah. တင်းကိုကြိုက်မဲ့လူတွေ preference တွေပေါ့အာအဲ့ဒါလူတွေကပြောချင်တာကယောက်ျားလေးတွေကအဲ့ဒါကိုလိုချင်တာမဟုတ်ဘူးပေါ့ကွာလိုချင်တာမဟုတ်ဘူးတင်းကြီးစားရမှာအဲ့ပုံစံနဲ့ဆိုတော့ခမကြီးစားရမှာမဟုတ်ဘူးဆိုရဲပြောချင်တယ်ပြောဒါပေမဲ့တော့ပြောတယ်ရတယ် sorry ပဲပြောချင်တာကရတယ် I'm sorry but yeah can I ပြောချင်တာရတယ်ဒါပေမဲ့အဲ့လိုမျိုးတောင်းရင်လည်းတော့ပေးမှာမဟုတ်ဘူးပြောချင်တာကတော့အဲ့လိုအပြုစစ်ဘွားကလကားကိုသူများကိုရှောက် ်ခဏလေးရည်စားဖြစ်တဲ့ဟာအခုကျွန်တော်မြန်မာနိုင်ငံမှာတော်တော်များများလေးခက်စားနေတယ်တကယ်နာမည်ကြီးရဲ့လူတွေသူတို့ကိုယ်တိုင်က live it together နေတယ် live it together နေကြည့်နေကြည့်လို့ရမလားကိုခန္ဓာကိုယ်ကြီးရဲ့လက္ခဏာနေကြည့်လို့ရမလားဥပမာကိုကိုချစ်တဲ့လူမချစ်တဲ့လူဆိုတာကတော့ရည်စားကြရကိုတည်တယ်လေမတည်ဘူးလားရည်စားကြရကိုတည်တယ်ဟိဇာကရေကသူနဲ့ပေါင်းကြည့်တယ်သူနဲ့သူနေအတူနေနေဆိုတော့အတူနေတာမဟုတ်ဘူးနော်တေရဲနေတာပြောတာမဟုတ်ဘူးအတူသွားဘူးတယ်အတူလာဘူးတယ် သူ့ရဲ့အကြောင်းကတော့တိလာမှာပဲဘာဖြစ်ဖြစ်ဒူဒီကောင်ကကောင်းနေဆိုရင်ကောင်းတာပဲလူတယောက်ကမကောင်းလို့ဆိုရင်ကျွန်တော်ကတကယ်ချင်းရှိတာပဲလေမင်းနဲ့ तू စားဘူးလားမင်းနဲ့ तू နေဘူးလားခမင်းနဲ့ तू तू မနေဘူးပေါ့ तू तू အတူတူအတိတ်နဲ့မမနေဘူးဒါပေမဲ့အလုတ်ထဲမှာပဲဖြစ်ဖြစ်ခဏလေးကြောင်းမှာပဲဖြစ်ဖြစ်တနည်းအားထဲမှာဖြစ်ကျွန်တော်ခဏစုံတွေးနေချိန်မှာသူ့ရဲ့အကြည့်ဘယ်လိုဘယ်လိုရှိတယ်လဲဆိုတာကတော့ကျွန်တော်90ရက်ခန့်တော့ကျွန်တော် lower pan လောကလောကလောကခံမလို့ရတယ်ပြီးတော့လောကလောကတိခွင့်ရတာပေါ့နော်ဒါလေးကိုကျွန်တော်ပြောပြချင်တာအကိုရဲ့အမျိုးသမီးရဲ့ဘဝကိုကိုရဲ့အိတ်လိုက်တာတော့ယောက်ျားလေးတွေထုံနေတော့ကောင်းပဲဆိုတော့ तू ပြောချင်တာကဒီအမျိုးသမီးပြောတာသူရဲ့ရက်ဒီမိုတော့ကောင်းတယ်တကယ်ကိုရဲ့ခန္ဓာကိုယ်ကမတမဆီကြီးတယ်အမြဲတမ်းတန်ဖိုးရှိတယ်အလကားဥမာတချို့ကယောက်ျားလေးတွေကတော့အိမ်ငှားရဲ့ကောင်မလေးကိုလိုချင်တယ်ကောင်မလေးကိုတွားပြီးမှစ ဆိုတဲ့ဟာမျိုးလေသွားစားမယ်ဆိုတဲ့ဟာမျိုးလေရှိတယ်လေရရန်ပြောမဆိုရင်ကောင်းမအောင်သွားယူယူသူ့ခနာကိုသွားယူမယ်ရလဲရပြီးရောတုံးလေးလာရောရှိပြီးတော့ပြတ်သွားလဲပြတ်သွားရင်ဘယ်သူရှုံးလဲကိုပဲရှုံးတယ်ပြောဝတ်ချင်မရှက်စရာကြီးကိုပဲဖြစ်တာမြန်မာနိုင်ငံမှာကအဲ့လိုပဲကိုနဲ့သူနေပြီးသွားရေးဆန္ဒကိုလိမ်ပဲကိုယောက်ျားပဲကိုမိမပဲအတော်လေးလေးဖြစ်တတ်ပါတယ်ဆိုတော့လေးကိုပြောရင်းနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အမျိုးသမီးတွေ အွန်လိုင်းနေမှာပြောနေတဲ့ဟာတွေကျွန်တော်ပြောပြမနောက်တစ်ခုကအရင်ရေးကြည့်တဲ့တစ်ခုကျွန်တော်ပြောပြချင်တာကအမျိုးသမီးတွေကိုအခုကိုကိုကိုအာတာဖြေဖို့အတွက်တိုက်တွန်းနေတာဟာလေးလေကျွန်တော်မြင်ဖို့တဲ့ဗီဒီယိုမှာကျွန်တော်ဘဝနဲ့ပြောမစွင်ကျွန်တော်အသက်၈နှစ်၈နှစ်မို့ဒီ၈တန်း၉တန်းအထိ၁၀တန်းအထိအဲ့ကိစ္စကိုကျွန်တော်လုံးဝမသိကိုကိုအာတာဖြေရမယ်ဆိုတော့ကိုမသိခဲ့ဘူးကိုကိုအာတာဖြေရမယ်ဆိုတော့ကိုမသိဘူးနော်ကိုမသိလုံးဝမသိဘူးကိုကိုအာတာဖြေရမယ်ဆိုတော့ကိုမသိဒါပေမဲ့တကယ်ချင်းကဝိုင်းပြီးချုပ်ပြီးမှ အဲ့လိုမျိုးတွေမလို့အဲ့ဒီတကယ်ချင်းမကောင်းတဲ့လူနဲ့တကယ်ချင်းနပေါင်းပေးမှသွားလို့နားရတဲ့လူနဲ့ပေါင်းပေးမှကွာအနောက်မှာနားလေလာတာအဲ့ဒီမန္တလေးခင်အဲ့ဒီဟာကိုကိုမတိခင်မှာကိုအဲ့လိုမျိုးခံစားတဲ့တဏှာတဲ့စိတ်လုံးဝမရှိဘူးမတိခင်မှာပေါ့နော်မတိခင်မှာဘာမှမရှိဘူးကျွန်တော်ပြောချင်တာအတူနေချင်တဲ့ဟာလည်းမရှိဘူးအဲ့လိုမျိုးဆံငတ်တာဟာလည်းတိတ်မရှိဘူးနော် မရှိဘူးဆိုတော့အဲ့လိုတိတတ်နတ်မှုဒါပေမဲ့အဲ့အကြောင်းတွေကိုတိသွားတဲ့နောက်ပိုင်းမှာကိုကပို့ပြီးမှနေကိုပို့ပြီးမှဟွာပြီးတောင်းတမှုတွေဖြစ်တတ်လာတာဒါပေမဲ့ကိုတရေအကြောင်းတွေနားနားမလဲလို့ဆိုရင်ကိုဘာမှမဖြစ်ဘူးနေနိုင်တယ်ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ်ဒါကြောင့်အလကားရှောက်မလုပ်ပါနဲ့တခါလေကြိုက်ကိုကကိုကိုဝါသားဖြေတာလုပ်ပြီးမှတခြားလူလိုချင်တဲ့ရလိုချင်တော့လိုချင်တဲ့ဟာမျိုးဖြစ်လာတော့ကိုဘဝဖြစ်စီတော့တတ်တယ်ပြီးတော့အခုမြန်မာနိုင်ငံမှာရန်ခက်စားနေတာလေ လင်မယားနှစ်ယောက်ရံဖြစ်တာအရင်တော့ဖြစ်ခဲ့ပူတဲ့သူရင်းစားနေတဲ့အပြူအပြူမစစ်တော့ပြဿနာနဲ့ဖြစ်နေတာအဲ့ထောင်ရင်းမှာ၅နှစ်အထိပြဿနာဖြစ်တယ်အပြူမစစ်ခဲ့လို့ယောက်ျားကပြဿနာရှာတာ၅နှစ်ရှိနေပြီဆိုတော့အဲ့ဒီယောက်ျားငါတို့ယူချင်တာပြောချင်တဲ့ညာကပါလဲဆိုရင်တကယ်ကိုနေချင်တဲ့ညာကိုတံပိုးထားတဲ့လူတွေ့မဆိုရင်ကိုဘွားအလကားနောင်တရရဆရာလည်းဖြစ်မှာဆိုလို့ကျွန်တော်ဒီနေ့ဒီဒါလေးကိုသိရင်းနဲ့ကျွန်တော်ရှင်းလို့ချင်းဖြစ်ပါတယ်မစ်ဆွေးတဘောထားကိုလည်းကျွန်တော်ဒီ comment မှာရေးမဆွေးနွေးနိုင်ပါတယ် see you next video thank you